ဲ့တော့ပြန့်နှံ့နေတဲ့တရင်ရာလက်ထိဝနလို့ခေါ်တဲ့ထံတော်ဥယျာဉ်ထဲမှာရသဗျာအမှုပြုတဲ့ယဟန်တထောင် ရောက်နေတယ်ဆိုတဲ့တရင်ဟာရာဇဂျုံမြို့တစ်မြို့လုံးကိုလွှမ်းခြုံသွားတဲ့တရင်တစ်ခုပဲဖြစ်တယ်။ဒါကြောင့်မို့ရာဇဂျုံမြို့အုပ်စိုးနေတဲ့ဗိမိသာရမင်းကြီးဟာငကိုရဲကတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဖျားနဲ့ ယဟန်နေထန်းတော်ဥယျာဉ်ထဲရောက်နေတယ်လို့ဆိုတဲ့သတင်းကြားတာနဲ့ပဲတိုင်းသူပြည်သားတွေကဗျမနဂါပတိကလို့ခေါ်တဲ့ဗျမနလူမျိုးတွေအယောင်းဝယ်နဲ့အသက်မွေးကြတဲ့ဂါပတိတွေအားလုံးဒီတသိန်း2000အရေအတွက်တသိန်း2000ရှိတဲ့ပုံကိုယ်တွေအချံရံနဲ့ ဗေမိတာရမင်းကြီးဟာမြတ်စွာဘုရားကိုလာရောက်ပြီးတော့တွေ့ဆုံတယ်ပေါ့အဲ့ဒါလို့တွေ့ဆုံတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့နဲ့တန်တဲ့တရားကိုခေါ်တယ်ခေါ်တယ်ဆိုတော့ဘာတွေဟောတော့ဆိုဒါနကထာဒါနအကြောင်းဟောပြောတယ်ဒါနကထာဟာဒီလူမှုတမ်းမှုဆိုတာလူတွေမှာလုပ်ဖို့ရလွယ်ကူတယ်ပေါ့ဒါကြောင့်မို့လို့လွယ်ကူမှုကနေစပြီးတော့ အမတမ်းမအကျိုးရှိတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုဒါနကထာနဲ့ဟောပြီးဒါနရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြအဲ့ဒီဒါနလုပ်တဲ့အခါမှာကိုချင်းတရားကောင်းမှုလိုအပ်တယ်ဆိုပြီးသီလကထာဒါနနဲ့သီလပြည့်စုံရင်납ပြည့်ဆိုတာမခက်ဘူးလို့ဆိုတဲ့တက်ကကထာ납ပြည့်ရဲ့ချမ်းသာမှုဒီ၃မျိုးနဲ့စိတ်ဓာတ်တွေအတတ်တရောဖြစ်လာအောင်ဟောပြီးတဲ့အခါမှာ ကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောပြီးကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ရင်ထိတဲ့မကကြီးမားတဲ့အကျိုးကျေးဇူးရနိုင်တယ်ဆိုတာကိုမိမောင်ထိုးပြလိုက်တဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လို့တဲ့စိတ်ဓာတ်တွေဟာပြင်းထန်လာကြတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒုက္ခတမှုရိယနိရောဓမဂ္ဂလို့ဆိုတဲ့သစ္စာ၄ပါးဆိုတာရှင်းလင်းဖော်ပြဥပမာဘာနဲ့တူတော့ဆိုရင် အဝတ်ကလေးတစ်ခုဆေးအောင်ဆိုးခြင်းလို့ရှိတောက်တော့ပြောင်ပြောင်အရာရဖို့အရာရဖို့အတွက်ရှေးဥစွာဒီအဝတ်ကိုတန့်စင်အောင်ဖွက်ရတယ်ဖွက်ပြီးတဲ့အခါမှာကိုလိုတဲ့အရာကိုဆိုးတယ်လို့ပဲတဲ့မြတ်စွာဘုရားတရားဝရရဲ့စိတ်တရားနာပုဂ္ဂိုလ်ရဲ့စိတ်တန့်စင်သွားအောင်ဒါနကထာစိတ်ပါလောင်ဟောတယ်တိလကထာ စိတ်ပါလောင်ဟောတယ် ေတက္ကကထာစိတ်ပါလာအောင်ဟောတယ်ပြီးပြီဆိုတဲ့အခါကျတော့ကာမဂုဏ်အာယုန်နေရဲ့အပြစ်ကိုထောက်ပြတယ်ကာမဂုဏ်အာယုန်နေကရှောင်ရှားထွက်ခွာသွားလို့ရှင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကိုထောက်ပြတယ်နောက်ဆုံးမှာစိတ်တွေဟာအတ္တတေရောဖြစ်လာတဲ့အခါကျတော့မှအယောင်ဆိုးပြီးတဲ့အနေနဲ့ဒုက္ခဒုက္ခသမုဒိယဒုက္ခနိရောဓဒုက္ခနိရောဓကာမိနိပฏิပဒါလို့ဆိုတဲ့ သစ္စာ၄ချက်ကွင်းကွင်းကွက်ကွက်ရှင်းပြလိုက်တဲ့အခါမှာဓမ္မစက္ခုလို့ဆိုရင်တရားအမြင်တစ်ခုရရှိသွားကြတယ်။ယံကိဉ္စိသမုဒိယဓမ္မံတပ္ပန္တံနိရောဓဓမ္မံဒီအသည့်လေးဟာတမန်အသည့်မဟုတ်ဘူး။အဲဓမ္မတန်ဖိုးရှိတဲ့အသည့်ဖြစ်ချင်းသဘောရှိတဲ့အရာမှန်သမျှပြည့်ချင်းသဘောရှိတယ်ဆိုတော့လောကတန်တရားမရှိဘူး။နော်ဖြစ်လာတာမှန်ရင် နောက်ဆုံးပြတ်မှာပဲဆိုတာကိုနားလေသဘောပေါက်သွားတာဟာ အင်တန်မှအရေးပါတဲ့အသိဉာဏ်တစ်ခုပဲသို့မဟုတ်လို့ရှင်တရားဝါဒီဟာဖြစ်လာတဲ့အရာပေါ်မှာတဒန်းတာတတွဲတွဲတွဲနဲ့မမောနေချင်မှာဟုတ်ဟောဖြစ်လာရင် နောက်ဆုံးဟာပျက်စီးခြင်းချုပ်ဆုံးခြင်းမှာဆုံးသက်တယ်လို့ဆိုတဲ့အခါမှာဒီပေါ်မှာ တွေ့တာမှုတွေကိုရှော့ချလာနိုင်တယ်ဗောတွေ့တာမှုတွေရှော့ချလာနိုင်တာနဲ့အမြစိတ်နှလုံးရဲ့အေးချမ်းမှုဖြစ်ပေါ်စေတယ် တွတာမှုတွေတန်လန်ရှိနေသမျှထိုတွတာမှုတွေပေါ်မှာစိုးရင်တော့ကဆိုတာဝင်ရောက်နေကြမှာပဲအဲ့ဒီစိုးရင်တော့ကဆိုတဲ့ဝင်ရောက်နေမှုတွေကပြက်ကဲပြက်ဆဲဖို့အတွက်တွတာမှုဆိုတာကိုရှင်းချနိုင်ရမယ်လို့အဲ့ဒီတွတာမှုတွေကင်းပြောက်ဖို့အတွက်မြတ်စွာဘုရားကသိမြင်ဖို့ရအမြင်တစ်ခုမှန်ကန်တဲ့အမြင်တစ်ခုကိုပေးလိုက်တာဒါကိုဓမ္မစက္ခုလို့ခေါ်တယ်ဖြစ်သည်မြတ်တရားမှန်သည်မြတ်နောက်ဆုံးဟာ ပျက်စီးခြင်းမှာအဆုံးသတ်တယ်။အဲ့ဒီအတိနဲ့တွေ့တာမှုတွေအလုံးကိုရှော့ချပြီးတောကကိုဖယ်ရှားနိုင်ကြလို့စိတ်နှလုံးအေးချမ်းမှုကိုရရှိကြတယ်ဒီလိုဆိုတာအဲ့ဒီမှာဘေမိတာရမင်းအမှုပြုတဲ့တသိန်း2000တော့ပရိသတ်ထဲကတသိန်းနဲ့1000ကသောတာပန်ဖြစ်သွားပြီ။ကျန်တဲ့1000ကတော့ဘုရားဗန္ဓအဖြစ်ကူပြောင်းလိုက်ကြတယ်။ ပထမဆုံးရာဇဂျိုခရီးမှာမြတ်စွာဘုရားရဲ့တရားတော်တို့အကျိုးပန်းအထုတ်ချက်အောင်မြင်တယ်လို့ဒီလိုပြောမှာပေါ့